အလုံးဝမင်္ဂလာပါ GDI လေးဘာသာရပ်ကိုဖြည့်ဆွတဲ့အခါမှာတွေ့ရအများဆုံးအပိုင်းဖြစ်တဲ့ reading အပိုင်းနဲ့ပတ်သက်ပြီးတော့အနည်းငယ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ reading အပိုင်းမှာဆိုရင်ကျွန်တော်တို့ဖတ်စရာစာပိုက်တွေအများကြီးတွေ့ပါမယ်ပြီးတော့အဲ့ဒီ reading အပိုင်းကိုဖြည့်ဆွဖို့အတွက် multiple choice question တွေကိုတွေ့ရမှာဖြစ်ပါတယ် multiple choice question ဆိုတာကကြတော့ကျွန်တော်တို့ option ၄ခုရှိမယ်အဲ့ဒီ၄ခုတွေကမှအဖြေမှန်တဲ့ option တစ်ခုကိုပဲရွေးချယ်ရမှာဖြစ်ပါတယ်ခင်ဗျာဒီမှာစဉ်းစားစရာတစ်ခုရှိတာကဘာလဲဆိုတော့ဒီမြတ်စာပိုက်တွေကိုအရင်နားလဲအောင်ဖတ် ဖက်ပြီးတော့မှမေကွန်းတစ်ခုချင်းစီကိုသွားဖြေမလားသို့မဟုတ်မေကွန်းတစ်ခုချင်းစီကိုအရင်ဖက်ဖက်ပြီးတော့မှမေကွန်းတစ်ခုချင်းစီပေါ်မှာမူတည်ပြီးတော့မှလိုချင်တဲ့ information ကိုစာပိုက်တွေထဲမှာသွားရှာမလားဘယ်နည်းလမ်းဒီအကောင်ဆုံးလဲဒုတိယနည်းလမ်းဖြစ်တဲ့မေကွန်းတစ်ခုချင်းစီကိုအရင်ဖက်ဖက်ပြီးတော့မှလိုချင်တဲ့ information ကိုစာပိုက်တွေထဲမှာသွားရှာတဲ့နည်းလမ်းဒီအချိန်ကုန်သက်သာဆုံးနည်းလမ်းအထူးရောက်ဆုံးနည်းလမ်းနဲ့အကောင့်မုံဆုံးနည်းလမ်းဖြစ်ပါတယ်ခင်ဗျာဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ reading ကိုဖြေဆိုတဲ့အခါမှာဆိုရင်ဒီ subject တွေကတော့မဖြစ်မနေဖတ်ရ မှာဖြစ်ပါတယ်ခင်ဗျာ Survey တွေဖတ်တဲ့အခါမှာကျွန်တော်နီးလန်းနှစ်မျိုးရှိတယ်เนาะ Scanny နဲ့ Skimmy method ဖြစ်ပါတယ်ခင်ဗျာ Scanny method ဆိုတာဘာလဲဘယ်ချိန်မှာသုံးရမလဲ Okay Scanny method ဆိုတာကကြတော့ကျွန်တော်လိုချင်တဲ့ information လေးကိုပဲကွက်ရှာတာမျိုး စာပိုက်9ပိုက်ရှိရယ်10ပိုက်ရှိရယ်9ပိုက်ရှိရယ်ဆိုပါစို့9ပိုက်လုံး10ပိုက်လုံး9ပိုက်လုံးကိုကျွန်တော်တို့ဒီအသေးစိတ်ဖတ်ဆရာမလိုဘဲနဲ့လိုချင်တဲ့ information တွေကိုကွက်ရှာတာကို scanning method လို့ခေါ်ပါတယ်။ဘယ်ချိန်မှာသုံးမလဲဆိုတာကတော့ကျွန်တော်တို့မေးခွန်းပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့သွားရှာပါမယ်။ GDIR လေးမေးခွန်းတွေမှာတချို့မေးခွန်းတွေဒီစာပိုက်9ပိုက်ရှိရယ်9ပိုက်ရှိရယ်10ပိုက်ရှိရယ်အဲ့ဒီ9ပိုက်9ပိုက်10ပိုက်10ပိုက်လုံးကိုဖတ်ဆရာမလိုဘဲနဲ့လိုချင်တဲ့ information တွေကိုကွက်ရှာလိုက်တာနဲ့အဖြေရသွားနိုင်ပါတယ်။ဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့ဒီ scanning method ကိုအသုံး ံးပြရမှာဖြစ်ပါတယ်နောက်တနည်းကဘာလဲဆိုတော့ scammy method ပေါ့နော် scammy method ဆိုတာကじゃဘာလဲဘယ်ချိန်မှာသုံးမလဲပေါ့နော်အဲစာပိုက်9ပိုက်ရှိတယ်10ပိုက်ရှိတယ်9ပိုက်ရှိတယ်ဆိုရင်အားလုံးကိုဖတ်မှသာလျင်လိုချင်တဲ့အဖြေကိုရတာမျိုး ဖြစ်တယ်ပေါ့နော်ဒါကို scammy method လို့ခေါ်တယ် GDI လေးဘာသာရပ်ကိုဖြေဆိုကြတဲ့အခါမှာဘလို့အခြေအနေမျိုးတွေမှာ scammy method ကိုအသုံးပြုပြီးတော့ဘလို့အခြေအနေမှာ scammy method ကိုအသုံးပြုမလဲဆိုတာကိုအားလုံးပဲဝေဖန်ပိုင်းခြားနိုင်ပြီးတော့အချိန်ကို save လုပ်နိုင်ပါသေးလို့ဆုံးမအောင်တောင်းပေးလိုက်ပါတယ် Thank you.